ဖះရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေမင်္ဂလာရှိသောညနေခင်းဖြစ်ပါစေခြေစတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖះထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေဖះသခင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်မေလ21ရက်နေ့သို့ရောက်ရှိလာပါပြီပူဆောင်တော်မူသောဖះရှင်ကိုခြေစွတ်တင်ပါတယ်နေ့ရက်စဉ်တိုင်းကြည့်ရှုသူအားလုံးကိုဖះရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ အဖဖေဟာခြေဆုတင်ပါရင်နှက်ွက်တော်အဖြစ်ဒီဆောက်เสียဖြစ်စီပါတမန်တော်ရဲ့နှက်နေခြင်းကိုတန်ရှင်သောဝိညာဉ်တော်ဖျားယူဆောင်ဖို့ပြပါအခုလေကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါれဖေဟာအာမင်ဖျားရှင်ရဲ့ခြေဆုတော်ကိုချီးမွမ်းပါれကျွန်တော်ခေါင်းစဉ်တစ်ခုလိလာနေပါれအဲ့နာကတော့တမန်ကျမ်းစာမှာတွေ့ရတဲ့မိုက်တော်မျိုးသမီးများနှင့်ပညာရှိသောမျိုးသမီးများ ီကောင်းစဉ်ကိုကျွန်တော်နားထောင်နေတာဖြစ်ပါတယ်အဲ့တော့ကျမ်းစာလေးမှာမိုက်သောမျိုးမီးနဲ့ပညာရှိမျိုးမီးများကြီးရှိတယ်အဲ့ဒီထဲကနေမိုက်သောမျိုးမီး9ယောက်ပညာရှိသောမျိုးမီး9ယောက်ကျွန်တော်နားထောင်နေတာဒီကနေ့ဆိုရင်တော့ပညာရှိမျိုးမီး9ယောက်ထဲမှာ၄ယောက်မြောက်ကိုကျွန်တော်ရောက်ပြီဖြစ်တယ်အဲ့တော့ပညာရှိတဲ့မျိုးမီးများထဲမှာနံပါတ်1ကရာခတ်ဖြစ်တယ်တောက်တန်ခန်းကြီး၁၄အငယ်၁အင်ငိုတီဆောက်တဲ့အမျိုးသမီးဖြစ်တယ်။နံပါတ်၂ကတော့အဘိဂဲလာဖြစ်တယ်။ တုတ်တန်16အငယ်14အရအဘိဂေလာဟာတမာသတိရှိတဲ့မယားဖြစ်တယ်။နံပါတ်3ကတော့မေရိုမာရီဖြစ်တယ်။တုတ်တန်ခန်းကြီး31အငယ်30ရတီလနဲ့ပြည့်စုံပြီးဗရမားထက်တာတဲ့မျိုးမျိုးဖြစ်တယ်။ဒီကနေ့ကတော့ကျွန်တော်နံပါတ်4နံပါတ်4ကတော့ရုသအကြောင်းကျွန်တော်နားထောင်မှာ ဖြစ်တယ်။ရုသဆိုရင်နာမည်အဓိပ္ပာယ်ကလှပတင့်တယ်သော မိတ်ဆွေဖွဲ့ခြင်းလို့အဓိပ္ပာယ်ရတယ်။ပြန်ပြောခြင်းနဲ့လှပတင့်တယ်သော မိတ်ဆွေဖွဲ့ခြင်းလို့အဓိပ္ပာယ်ရတယ်ရုသအဲသူနဲ့ပတ်သက်ပြီးသုတ်တန်ခန်းကြီး၁၂ငွေ၄ရုသဝတ္ထုခန်းကြီး၄အငွေ၁၁ကနေ၂၂တိပိုင်းကျွန်တော်အဲ့ဖြစ်ပျက်တွေကိုတွေ့ရမှာဖြစ်တယ်အဲ့တော့သုတ်တန်ခန်းကြီး၁၂ငွေ၄မှာဒီလိုဖော်ပြထားပါတယ်သီလရှိသောမိမသည်မိမိလင်၌ဥယျက်တရဖူဖြစ်၏အရှက်ခွဲတတ်သောမိမမူကားလင်ဤအယိုး၌ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏အာမင် ။အတိလန့်ရှိတဲ့မျိုးသမီးကလင်တွက်ဥယျာတရဖူပဲတဲ့။ရွှေငွေကြောက်တံပရမားရှိတာထက်တိလန့်ရှိတဲ့မျိုးသမီးကို ရထားတာကသူ့ယောက်ျားတွက်ဥယျာတရဖူတဲ့။ဒါပေမဲ့အဆက်ခွက်တက်တဲ့မိန်းမကတော့လင်တွက်အယိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်တယ်။အော်ကျန်းစာထဲမှာရူသဟာသူ့ခင်မွန်ဘောဇာအတွက်ဥယျာတရဖူဖြစ်တဲ့မယားဖြစ်တယ်။တောင်ရူသကိုလင်၌ဥယျာတရဖူဖြစ်စီသောမယားလို့ တင်စားခြင်းလေတကယ်လင်းရုဒဟာသူ့ယောက်ျားဘောဇာတို့ဥယျာတဖူဖြစ်တဲ့အမျိုးသမီးဖြစ်တယ်အရုဒနဲ့ပတ်သက်ပြီးနောက်ခံသပိုင်းလေးကိုနည်းနည်းလေ့လာရင်ရုဒကမောဘပီသူဖြစ်တယ်အဲ့တော့မောဘပီဆိုတာကလောတာဟာသူ့သမီးအချင်းနဲ့သူနဲ့မှားယွင်းပြီးမွေးလာတဲ့ကလေးကို မောဘလို့နာမည်ပေးတယ် သူသမီးအငယ်လောတာဟာသူသမီးအငယ်နဲ့သူနဲ့မှားပြီးမွေးလာတဲ့ကလေးကိုအာမုံတို့နာမည်ပေးတာဖြစ်တယ်။တောင်ဒီမောဘအမျိုးကိုအစ္စရေးတွေကယွန်ရှာတယ်။အရူသာရဲ့ original ပေါ့သူရဲ့ background ကိုလေ့လာရင်တော့သူကမောဘအမျိုးက လာတဲ့ကြောင့်နားလည်အောင်ပြောရင်တော့အစ္စရေးတွေရဲ့ယွန်ရှာဘုရားကောင်းတဲ့အမျိုးကလာတော်ညာလေဒီရူသာကအသက်ရှင်နေတဲ့ထာဝရဘုရားကိုယှတော်ရဲကအသက်တာမှာပြောင်းနေခြင်းနဲ့အံ့ဩပွေ။ ကောင်းကြီးမင်းလားသူခံစားရတာဖြစ်တယ်။တောင်ဒီမောဘဘီဆိုတာကဘယ်မှာရှိလဲဆိုတော့ယော်ဒန်မြစ်နဲ့ပင်လယ်ဒီရဲ့အရှိတ်တောင်ပေါ်ဒေသမှာရှိတဲ့တောင်ပေါ်မြို့မြေပြန့်နဲ့ဆက်နေတဲ့မြို့တစ်မြို့ဖြစ်တယ်။မောဘဘီပရဒီမောဘဘီရဲ့မြို့တော်ကဟေရှဘုံမြို့ဖြစ်တယ်။ဟေရှဘုံမြို့ပရဒီမောဘလူမျိုးတွေကဘာကိုကူးကွယ်လဲဆိုတော့ခေမှုရှဖျားကိုကူးကွယ် ခေမှုရှာဖျားဆိုတာကခက်လေးတွေကိုပူဇော်ရတယ်ဖျားသူတို့စီဝါတက်ချင်းရင်အောင်မြင်ချင်းရင်တိုးတက်ချင်းရင်ကြွယ်ဝချင်းရင်သူတို့သားမျိုးတပ်ပြီးပူဇော်ရတယ်အဲ့ဒါခေမှုရှာဖျားဖြစ်အဲ့ဒါမောဘလူမျိုးတွေရဲ့အယူဆဒါပေမဲ့ချမ်းသာမှာဖျားသခင်ကအဲ့လိုလွဲမားစွာရစ်ပူဇော်ခြင်းလွဲမားစွာကိုးကွယ်ခြင်းဖျားသခင်ကယွန်ရှာမုန်တီးတယ်ဆိုတော့ကိုတွေ့ရတယ်ဒါပေမဲ့ဒီမောဘအမျိုးတွေရဲ့သူတို့ရဲ့ကိုးကွယ်မှုလှုပ်ဆောင်မှုအားလုံးက အလွဲတွေဖြစ်တယ်။ဘာကြောင့်လဲ?ဖျားသခင်ယွန်ရှာခြင်းခံရတဲ့လူမျိုးလည်းဖြစ်တယ်။သို့တော်ညာလေဒီရုသဟာကျွန်တော်အားလုံးသိတယ်။နောမီယာသားနှစ်ယောက်မဟာလုံနဲ့ခိလုံဒီသားနှစ်ယောက်နဲ့ရုသနဲ့သွားညာတယ်။ရုသနဲ့အောရပနှစ်ယောက်မဟာလုံခိလုံနှစ်ယောက်အဲ့တော့ရုသဟာနောမီသားနှစ်ယောက်ထဲကတယောက်နဲ့သူသွားညာတယ်။ဒါပေမဲ့ကျွန်တော်လူကြီးထားလေးဆိုတော့ ိုင်နောမီသားကလည်းဖျက်တရားမရှိတဲ့သဘောမျိုးရှိတယ်။နောက်နောက်ဆုံးသူတည်တယ်။တည်တာလည်းနှစ်ပိုင်းတော့ရှိတယ်။ဒီဂျူးတွေကမောဘလူမျိုးကိုယူရင်အဲ့ဒီယူတဲ့သူကတည်ရင်တည်မတည်ရင်သူတို့မွေးတဲ့ခလေးကမျက်စိကန်းရင်ကန်းမကန်းရင်အိုနာချိုးကန်းတစ်ခုဖြစ်ရတယ်။သူတို့အဲ့လိုချိန်ထားတယ်။ဒါကြောင့်လေဒီရုသဆိုရဲမောဘအမျိုးသမီးကိုယူတဲ့နောမီသားကလည်းတည်တဲ့သဘောမျိုးလေတွေ့ရတယ် ာကြောင့်လဲဆိုတော့သူ့လူမျိုးကိုကမယူခိုင်းဒီရုသတို့မျိုးကယူလို့မရသူတို့အစ္စရေလတွေတော့ယူလို့မရဘာလို့လဲဆိုတော့ဒီလူမျိုးကိုယူလိုက်တာ ਨੇ ယူတဲ့သူရဲ့သားစင်မြေဆက်ဒီလိုဒီလိုဒုက္ခရောက်ပါစေဆိုဂျူးတွေကချိန်ဆထားတာဒီပြင်းနောမီသားကဖရာတရားမရှိတာလဲပါတယ်နောက်ဆုံးသူသိရဒါပေမဲ့ရုသကဒီလိုချိန်ချင်းခံတဲ့မျိုးကလာတော်냐လေ သူရောက်ခမကိုးွယ်တဲ့နောမီဟာအဲ့နောမီကိုးွယ်တဲ့ထာဝရဘုရားဟာအသက်ရှင်နေဆိုသူယုံတယ်အဲ့ဒါထူးခြားချက်ပဲအော်နားမအောင်ပြောရင်တော့ရုသရှိမှာရုသယောက်ျားကောင်းကောင်းပုံသက်တည်မပြခဲ့ဒါပေမဲ့ယောက်ခမကောင်းတဲ့ပုံသက်တည်ပြတော့ရုသကနောမီသားကြောင့်ပြောင်းလဲတာမဟုတ်ဘူးနောမီကြောင့်ပြောင်းလဲတာအောင်းစရကော ။သူနဲ့နီးကပ်ဆုံးနေတာနောမီသား။ဒါပေမဲ့နောမီသားမှာပုံသက်တွေမကောင်းဘူး။မဟာလုံတို့ခိလုံတို့ကပုံသက်တွေမကောင်းဘူး။ဒါကြောင့်သူတို့မပြောင်းလဲဝိရုဒ္ဓသူတို့ကြောင့်ပြောင်းလဲတာမဟုတ်ဘူး။နောမီကြောင့်ပြောင်းလဲတာ။အော်ဒီအောင်ကြည့်ခြင်းအဖြစ်ကျွန်တော်ရဲ့ပုံသက်တွေဟာအခြားသောသူ ပြောင်းနေဖို့လူတွေဆိုတာကိုသတိရတယ်။အခုလေဒီဝိရုဒ္ဓဟာသူကြောင့်လေတည်တဲ့အခါနောမီကလေဒီမောဘဘီကနေသူကဘက်လင်ကိုပြန်မဲ့အချိန်မှာ ချွေးမနှင်းအောင်ဖြစ်တဲ့ရူသာအော်ရပါကိုထားခဲ့ပြီးနင်းတို့နဲ့သက်ဆိုင်တဲ့မင်းတို့ရဲ့မိဘတွေရှိပြန်တော့ငါလည်းပြန်မယ်အဲ့ချိန်မှာအော်ရပါကတော့နော်မီကိုနှုတ်ဆက်ပြီးပြန်ထွက်တယ်ဒါပေမဲ့ရူသာအထူးကြတယ်ရူသာကပြောလေဆိုကိုကိုရောနေတဲ့နေအောင်ကျမလိုက်မယ်ကိုတော့ဖခင်ကျမဖခင်ကိုတော့အမျိုးကကျမအမျိုးအဲ့ဒါသူကလို့ပြောတာအဲ့ဒါအထူးကြချက်ပဲအနောက်ဆုံးနော်မီကဒီချွေးမကိုတနာပြီးဘဲလေးမျိုးကိုခေါ်လာတယ် ခေါ်လာတဲ့ကဘဲလီမျိုးကိုရောက်တဲ့အခါမှာဘဲလီမျိုးသားတွေအားလုံးကလည်းထွက်ကြည့်တယ်။ဘောင်းလင်ဆိုတော့နောမီကိုဘဲလီမျိုးသားတွေအကုန်လုံးကသိတော့သူတို့ဘဲလီကနေမောပပြောင်းသွားတာဖယောင်းမတိုင်မင်ပဲပြောင်းသွားတော့ဘဲလီမျိုးကလူတွေမသိဘူးအဲ့ပြောင်းသွားတဲ့နောမီတို့တားမီ၄ယောက်မှာနောမီယောက်ျားနဲ့တားနှစ်ယောက်သေသွားတယ်နောမီတယောက်ပဲကျတော့တော်ဒီယောက်ချစ်ချင်မြေဘောကမှာဖယားနဲ့မတိုင်မင်တဲ့သူမှာအမြဲတမ်း ဆုံးရှုံးမှုတွေကိုပေါ်ပြရလေဆိုတော့တွေ့ရတယ်။အခုလေနောမီပြန်လာတဲ့အခါနောမီကသူ့ကိုဘယ်လိမျိုးသားတွေထွက်ကြိုတဲ့အခါငါ့ကိုမာရလို့ခေါ်ပါတဲ့။ငါ့ဘဝမှာခါသီးမှုတွေရင်ဆိုင်ရတယ်။အဲဒီမှာသူချွေးမရုသပါလာတယ်။အပါလာတော့ဒီချွေးမရုသကလည်းရောက်ခမစကားကိုတော်တော်နားထောင်တဲ့သဘောတွေ့ရတယ်။အဲဒီမှာနောမီယောက်ျားအီလီမလတ်နဲ့အမျိုးတော်တဲ့ဘောဇာရဲ့ လေထဲမှာသူကအဲ့ဒီစဘာအချောင်သွားကောက်ရတယ်။ဒါပေမဲ့သူရောက်ခမခိုင်းတဲ့အတိုင်းသူနေ့တိုင်းသွားတဲ့အခါအဲ့ဒီဘောဇာကနောက်ဆုံးဒီရူတာကိုသဘောကျပြီးအဲ့ဘောဇာနဲ့သူသွားညာအော်ဒီယိုကြည့်ခြင်းအဖြစ်နောမီရဲ့အနာဂတ်တွေကသူဘာမှမမြင်ထားဘူးသူသိလည်းမသိထားဘူးဒါပေမဲ့ဒီအနာဂတ်ကိုဖြစ်စေတဲ့ဖျားကိုသူရတဲ့အခါ သူ့အနာဂတ်တွေအလှပါလာဟောဒီကနေ့ကျွန်တော်ရဲ့အနာဂတ်တွေကျွန်တော်မမြင်နိုင်မတွေ့နိုင်မသိနိုင်လေကိစ္စမရှိကျွန်တော်ရဲ့အနာဂတ်တွေကိုပိုင်ထားတဲ့ဖယားသခင်နဲ့လာသွားအဲ့ဒီအနာဂတ်တွေကစိုးရွားမှုတွေဖယ်ရှားပြီးလှပတဲ့အနာဂတ်ဖြစ်အောင်ဖျားသခင်လုပ်နိုင်တယ်။ဒါရုသသတ္တာအဖြစ်ဒီကနေ့ညနေကျွန်တော်အားလုံးဖျားသခင်အစကားပြောတာဖြစ်တယ်။တောင်ကြည့်ရှုနေတဲ့ online ပရိသတ်ထဲမှာတခါလေအနာဂတ်မှာစိုးရွားတာရင်ဆိုင်ရမယ်လို့စိတ်ထဲထင်တဲ့လူများ ဖျားနဲ့သာသွားပြောင်းမြန်လာပြီးအကောင်းဆုံးပြန်ဖြစ်လိမ့်မယ်ဘုရားသခင်တတ်နိုင်တယ်တောင်ရုဒ္ဓဟာဒီဘောဇာနဲ့ညားတဲ့ခါမှာသူ့ကိုဘုရားကောင်းချီးပေးတယ်အဲ့သူရောက်ခါမှာနောမီကိုတခြားသူတွေကပြောတယ်မင်းရတဲ့ရုဒ္ဓဆိုတဲ့ချွေးမตา9ယောက်ထပ်တော်ตาတယ်အောင်းစရာတကယ်လဲရုဒ္ဓကตาတယ်ဗျ အလွန်တရာမှပါနတ်တယ်နားထောင်ဖယားတကယ်ရကြောင်းသက်တည်နေသူအသက်ရှင်သူ့ကြည့်လိုက်ရင်ဖယားရတဲ့သက်တည်မြင်ရတကယ်ကျွန်တော်ယုံကြည်သူခရိယန်လို့ပြောပြီးကို့အထဲမှာဖယားရတဲ့သက်တည်မြင်ရသလားသူများက ကို့ကိုကြည့်ပြီး ဟာသူဟာတကယ်ဖယားရှိတဲ့သူပါလားလို့ခေါ်ခြင်းခံရလားအဲ့ဒါစဉ်းစားရူတာအဲ့လိုမျိုးမျိုး တောင်ရုဒရဲ့တက်တာမှာဒီဘောဇာနဲ့ညားတဲ့အခါမှာနောက်ဆုံးသူကောင်းကြီးတွေဖြစ်တယ်။အန်ဩဘွေရာဩဘဆိုတဲ့ကလေးလေးကိုသူမွေးတယ်။အဲ့ဒီဩဘရဲ့သားယေရှေယေရှေသားဒါဝိတခိယေရှုကဒါဝိရဲ့ယာစပလေကိုလာထိုင်ရတယ်။အဲ့တော့ဒီအောင်ကြည့်ကြပြန်ရုဒဟာဒါဝိရဲ့အဘေးဖြစ်သွားတယ်။တကယ်လို့သူချိန်ချင်းခံရတဲ့အမျိုးကလာတာ။ဒါပေမဲ့ဖယားသခင်ကတော့ချိန်ချင်းအားလုံးထုတ်ဖယားနာမနဲ့ဖြတ်တောက်လိုက် အဲ့ဒီကနေ့သင်ဘဝမှာဟာဒုက္ခတွေပြဿနာတွေဆုံးရှုံးခြင်းတွေဘာရခဲ့လဲရေးမကြည့်ဘူးဒါပေမဲ့ဖယားသခင်ရဒါဒီအားလုံးကိုဖယားကဖြတ်တောက်နိုင်တယ်ဆိုတော့ကိုနှုတ်ဝတ်တော်ကအားပေးနေတာဖြစ်တယ်ဒါကြောင့်သူ့ရဲ့အတိတ်နဲ့သူ့အနာဂတ်တွေကမတူတော့သူ့ရဲ့အတိတ်ဟာဆိုးရွားခြင်းတွေနဲ့သူရင်ဆိုင်ရသူ့အတိတ်မှာဆိုးရွားမှုရှိတယ်ဘာကြောင့်လဲဆိုတော့လူများစွာရဲ့ဖြစ်ပေခြင်းကိုသူတို့ခံရတယ် ဒါပေမဲ့သူဖယောင်းဖတ်တဲ့အခါလူများစွာရဲ့မျောကြည့်ခြင်း ရူသားတို့ကပြန်ခံအဲ့ဒါအောင်းချက်ကောင်းပစ်ပယ်ခြင်းခံရတဲ့အမျိုးသမီးကနေမျောကြည့်ခြင်းခံရတဲ့အမျိုးသမီးပြန်ဖြတ်ပါအဲ့ဒါဖယားရတဲ့သက်တာတောင်ဒီရူသားရဲ့သက်တာမှာထူးခြားတဲ့အချက်ကလေး၄ချက်ပြောပြချက်နံပါတ်၁ဘရန်ချက်ကဘာလဲဆိုတော့ချိန်ချင်းခံတဲ့အမျိုးက လာပြီမဲ့ဖယားရတဲ့အသက်တာကြောင့်အပြောင်းလဲဖြစ်တယ် ။ဟောဒီကနေ့တဲ့မှာအချားရလို့အပြောင်းလဲဖြစ်ချင်မှဖြစ်မယ်။ဒါပေမဲ့ဖရားရရင်အပြောင်းလဲဖြစ်မယ်။ဖရားနာမှာပုံကြည့်ပါစေ။ဒါလေးကိုနံပါတ်1အားပေးချက်။နံပါတ်2ဒုတိယချက်။ဒုတိယချက်ကတော့ဘာလဲဆိုတော့ရူတာကသူ့ရောက်ကမနောမီကိုးွယ်တဲ့ဖရားကိုသူက အလွန်တရာမှစိတ်ဝင်စားတယ်။စူဇန်လေးလာတယ် မီးစမ်းတယ်အဲ့ဒါအအောင်စရာတချို့အဖျားဆိုရင်သိစိတ်မွန်စားဒီကနေ့လောကကြီးမှာဖျားမဲ့တဲ့သူတွေတောင်များလာတယ်ကြောက်စရာကောင်းတယ်ဖျားမရှိလို့ပြောတဲ့သူကိုစံစာဘာပြောလဲမိုက်တော်သူမိုက်တော်သူနော်ဒါကြောင့်ဒီကျမ်းပိုက်လေးဖတ်ပြခြင်းနော်ဖတ်ပြခြင်းဒါလေးကသိအရေးကြီးတဲ့ကျမ်းပိုက်လေးဖြစ်ပါတယ် ဖယားတကယ်မရှိဟုမိုက်တော်သူသည်ထင်တိုက်ထိုသောသောသူသည်ဆွေမြေယိုယွင်း၍ဆတ်ဆုပ်ဖွယ်သော အမှုကိုပြုတ်တည်း၁၄ခုမြောက်သောဆာလံပိုက်ငယ်၁ဖယားတကယ်မရှိဘူးလို့ပြောရင်အဲလူမိုက်ပဲတာချောပြောမို့တမန်ကျမ်းစာပြောဒီလောကကြီးမှာဘာသာမဲ့ပြီးများလာဘယ်ဘာသာမှမကူဘူးဘာမှဖယားဆိုတာမရှိဖယားဆိုတာလက်မကောင်ဖယားဆိုတာမယုံအလွန်ကြောက်စရာကောင်းတယ်အဲ့လိုလူမျိုးတော့တာချောပြောမို့တမန်ကျမ်းစာပြောတယ် ဖျားမရှိတဲ့သူဆိုတတိတာတာတဲ့ဖျားမရှိတဲ့သူမှာလုံခြုံခြင်းလည်းမရှိ၊ကွယ်ကာခြင်းလည်းမရှိဖျားရဲ့တာဝန်ယူခြင်းမရှိတဲ့ကြောင့်ရုပ်တရက်ပျက်စီးတတ်တဲ့ဆွေမြေယူရင်တတ်တယ်။အဖျားမရှိတဲ့သူအဲ့ဖျားရှိတဲ့သူမှာလုံခြုံမှုရောက်လာတယ်၊ကွယ်ကာခြင်းရှိလာတယ်၊ဖျားရဲ့တာဝန်ယူခြင်းတွေရှိ။တောင်းရူသားအထူးကြတယ်ဒီဖျားကိုစူးစမ်းတယ်၊လိလာမိစမ်းတယ်အဲ့ဒါသူ့ရဲ့သက်တာပြောချင်တာသူ့စိတ်ဝင်စားတဲ့အရာက သူ့ကိုတာဝန်ယူသွားတာတောင်နာမနဲ့ရုသသည်ဖယားကိုစိတ်ဝင်စားတော့အဲ့စိတ်ဝင်စားတဲ့ဖယားသူ့တာဝန်ယူလိုက်တာဟောဒီကနေ့ကျွန်တော်ဘာဒီစိတ်ဝင်စားလဲလောကကြီးရဲ့အရာတွေလားအခြားအရာတွေလားတင့်ကိုရိုက်ခတ်ပြီးတော့စိတ်တက်ကြသေးတဲ့သတင်းစိုးတွေလားတမုံထာဝရဖျားလားကျော်ဖျားဟုတ်တာစိတ်ဝင်စားအဲ့ဒီဖယားကအံ့ဩဝယ်သိအောင်ပြောင်းလဲပြန်ဖြစ်စေတာနာမနဲ့နံပါတ်3တတိယချက် တရက်ချက်ကဘာလဲဆိုတော့သူဘောဇာကိုချင်းကတ်တဲ့အခါသူစိတ်ကူးနဲ့သူချင်းကတ်တာမို့သူရောက်ခမနောမီပြောတဲ့စကားကိုနားထောင်ပြောကြတာလူကြီးသူမစကားကိုနားထောင်ပြီးချင်းကတ်တဲ့အခါဘောဇာနဲ့သူနဲ့စုံမှတ်ခွင့်ဖရပြီးလိုက်အော်ဒီယိုကြည့်ကြမယ်ကျွန်တော်တမန်ချန်းစာစကားနားထောင်မယ်လူကြီးသူမစကားနားထောင်ဆရာသမားတွေစကားနားထောင်နှုတ်ကပတ်တော်စကားနားထောင်ပြီးတော့လှုပ်ဆောင်ရင်အံ့ဩပွဲကောင်းကြီးတွေကကျွန်တော်နဲ့လာစုံမှတ်မယ်ဆိုတော့ဟုတ် ရုဒသတ္တအာဖြစ်တော့တွေ့ရတယ်။နံပါတ်၄နောက်ဆုံးချက်ကအဲ့ဒါပါလေဆိုတော့ဘောဇာဟာရုဒကိုရတဲ့အခါဘောဇာကောင်းကြီးရတယ်လို့ရုဒဟာဘောဇာကိုရတော့ရုဒအတွက်လည်းမျက်နာပွင့်လိုက်ရတယ်။ဟောဒီအောင်ကြည့်ချင်အောင်ပြင်သူတို့လင်မယားနှစ်ယောက်ကအပီးယူမြတ်ရုဒကြောင့်ဘောဇာဥယျက်တရဖူဖြစ်တယ်။ဘောဇာကြောင့်ရုဒမျက်နာပွင့်လာတယ်။တော့အပီးယူမြတ် တော့အိမ်တော်မှာအဲ့အပေးယူမြတဲ့အိမ်တော်လေးကကောင်းကြီးဖြစ်ဥပမာယောသအဖြစ်မေရောမာရီတို့တခင်ရှုမွေးတဲ့အခါမှာယောသကကောင်းစွာထိမ့်သိမ့်ပြီးအဆင်ပြေမေရောမာရီတို့ယောသကအလွန်လိုအပ်တယ်ယောသအတွက်လည်းမေရောမာရီကအလွန်လိုအပ်တယ်ဒါကြောင့်လည်းကျမ်းစာမှာအလွန်ချီးကျူးခြင်းခံရတဲ့အထဲမှာယောသမာရီဇနီးမောင်သာပါတယ်။အခုရုသဘောဇာလို့ပါတယ်။ ဘောက်သူတို့ကအပီးယူမြတ်ဖျားနေသွားလာသူတို့ဒေါသနဲ့သွားတာမဟုတ်သူတို့ထင်တိုင်းကျဲတာမဟုတ်ဒီနေ့အိမ်အိမ်တောင်းနေမှာထင်တိုင်းကျဲတယ်တချို့ဖခင်ကငါရှာကျွေးတယ်ငါစကားနားထောင်အဲ့တော့ငါစကားနားထောင်ဆိုဖျားစကားပျောက်တော့ဟုတ်တယ်အိမ်တောင်ဦးစီးဖခင်စကားနားထောင်ဒါပေမဲ့ဖခင်ကလည်းဖျားစကားနားထောင်မှအဲ့ဖခင်စကားကိုပြန်နားထောင်တဲ့ဇနီးနဲ့သားသမီးကကောင်းကြီးဖြစ်တာသူကိုယ်တိုင်ဖျားစကားနားမထောင်မင်းပြောချင်ရပြောလုပ်ချင်ရလုပ်ရင် သူ့ရဲ့ဇနီးနဲ့တောင်းရင်လည်းမင်္ဂလာမဖြစ်တော့ဘူးဒါကိုလည်းကျွန်တော်သတိထားဒါကြောင့်ဘောဆာဘုရားစကားသူနားထောင်သူ့ဇနီးရုသလည်းနားထောင်တော့သူတို့အပီးอยู่မြတ်သူတို့လင်မယားနေအောင်ဘုရားကောင်းချီးပေးတယ်တော့သူတို့မွေးတဲ့သားဟာကောင်းချီးခံစားရတယ်ထုံကြတောင်ရုသရဲ့အသက်တာအပီးอยู่မြတ်ပြီးတော့သူခင်မွန်းတော့ဥယျာတရဖူဖြစ်တဲ့အမျိုးသမီးဖြစ်တယ်အချက်ကွဲတဲ့အမျိုးသမီးမဟုတ်ဘူး မြင့်တင်ပေးတဲ့အမျိုးမျိုးဖြစ်တယ်။ဒါကြောင့်ဇနီးဆိုတာခင်မုန်းကိုမြင့်တင်ပေးတဲ့ကောင်းသောပံ့ပိုးခြင်းရှိတဲ့သူဖြစ်ရတယ်။ခင်မုန်းဆိုတာဇနီးကို အကောင်းဆုံးနားလည်ပြီးတော့မြတ်တာပေးတဲ့အိမ်တော်ဦးစီးဖြစ်ရတယ်။တခါလေချုပ်ခင်မုန်းနေရဇနီးကိုမြတ်တာလည်းမပေးနော်။ရှာထားတဲ့လစာလည်းမပေးဘာမှမပေးပြဿနာတွေပဲပြီးတော့ဇနီးတွေကခင်မုန်းကိုစိတ်နာပေါ့ ဒါလည်းမဆန်းဘတ်တော်လည်းဆိုခင်မုန်းကပြဿနာပဲပြီးတော့ဒီမှာကျတော့ဘောဇာကရုတကိုလေမြစ်တာပြီးတယ်ရုတကလည်းဘောဇာကိုမြစ်တာပြဘလောက်လိုက်ဖတ်တယ်ထူကြတယ်တောင်းဒီကနေ့ရုတတို့ဘောဇာတို့ဇနီးမောင်နိုင်ရဲ့အသက်တာဘာနဲ့မှမတူတဲ့ထူကြမှုတွေရှိတာသူတို့နှစ်ယောက်ရဲ့အပေါ်မှာဖယားရဲ့ဥဆောင်မှုရှိလို့အဲ့လိုကောင်းကြီးရှိတာဖြစ်တယ် တောင်ကျစာပြောရဲသုံးလုံးတင်သောကျိုးကမပြတ်ဘူးဇနီးခေမောဖယားတခေနံပါတ်1ဖယားတခေနံပါတ်2ခေမောနံပါတ်3ဇနီးအဲ့ဒီသုံးလုံးတင်ထားတဲ့ကျိုးကြီးကမပြတ်တဲ့ပြေအဲ့ဒီသုံးလုံးတင်တဲ့ကျိုးထဲမှာတားပြီးပါပါအဲ့မှာကောင်းကြီးဖြစ်တောင်ရုဒရဲ့နှိမ်ချခြင်းနားထောင်ခြင်းဖယားနဲ့သွာလာခြင်းဟာလင်တော့ဥယျာဉ်တရဖူဖြစ်တယ်မယားလို့ပြောခြင်းခံရတယ်ဒါကြောင့်ဒီကနေ့ ကျိန်ရင်းခံရတဲ့အမျိုးတွေကလာတဲ့အညတရမင်္ဂလီတယောက်ကိုတော့ဖယားသခင်ကတလောက်ချီးမြှောက်ရင်သင်ဖယားနဲ့သာအဆင်မြဲသွားပါသင်ကိုဖယားကဒီထက်ချီးမြှောက်ရူတာကဲ့သို့နှိမ်ချပြီးနားထောင်တတ်တဲ့အသက်တာနဲ့အသက်ရှင်သောသူများဖြစ်ပါစေလို့အားပေးရင်နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးဤကုန်းချုပ်ချစ်ပါရယ်တခါတော့ကချက်ဖနှကောင်ဟာအကြီးကျယ်ခွတ်ကြတယ်တဲ့ဟာတကောင်ကတော့အကြီးကျယ်ခံရတယ် နာကျင်ပြီးသေမလို့ဖြစ်တဲ့အခါနိုင်သွားတဲ့ချက်ဖကြီးကထုတ်တန်းပေါ်တက်ပြီးတော့အာကြီးကျယ် तू နိုင်ချောင်းကို तू ကျွေးကြော်တာ तू နိုင်နေအာ तू လှုပ်လို့ तू တော်လို့ဆိုတဲ့ပုံစံကျွေးကြော်တဲ့အခါအပေါ်ကနေသိမ့်ငှက်တကောင်အဲ့ချက်ဖကိုခြီသွားတဲ့အခါချက်ဖတစ်ချက်တည်း on the spot တည်တော်ဒါလေးကိုစောက်တော့မှ ဖတ်တဲ့အခါသဘောချလောကကြီးမှာ နိုင်နေဆိုပြီးအနိုင်ပိုင်လိုက်တဲ့အရာတွေထဲမှာအရှုံးတွေများအိပ်ပါတယ်။ဘာကြောင့်လဲထင်သင့်တာတစ်ပိုထင်သွားတယ်။ဒါပေမဲ့ရူသာကတော့သူ့ဘဝရှုံးနေတယ်။သူဘာမှမဟုတ်ပါဘူး။ဖျားသခင်ပါပဲလို့သူဥထိတ်ထားတဲ့အခါအကောင်းဆုံးထိတ်ဆုံးပြန်ရောက်သွားတယ်။တောင်ကျန်စာပြောတယ်ကိုကိုကို ချီးမြောက်တဲ့သူနှိမ်ချခြင်းခံကိုကိုကိုနှိမ်ချတဲ့သူချီးမြောက်ခြင်းခံရမယ်။ဒါရူသာကဲသူနှိမ်ချတဲ့အသက်ရှင်ပါကအသင်ကိုထိုဖျားကချီးမြောက်မှာ ချိမြောက်မှာဖြစ်ကြောင်းအားပေးခြင်းနေကုန်ချုပ်လို့လေကျမ်းသာသူရောက်ချင်းစီတိုင်းဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ချင်းရှိပါစေ God bless you all ကျွန်တော်ဒီကနေ့ကတော့ကျွန်တော်ညနေပိုင်းအစီအစဉ်နှစ်ခုလောက်မှာနှစ်ကွက်တော်သွားဝေငှမှာဖြစ်တဲ့ကြောင့်အနေငယ်စော်ပြီး live လင်ခြင်းဖြစ်ပါတယ်ယေရှုခွန်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုကျေးဇူးတင်လို့နှစ်ဖန်ကျသရီနေ့မြန်မာစံတော်ချိန်3:00ခွဲမှာကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာဖြစ်ချောင်း ဖော်ပြလိုပါတယ်အားလုံးကိုဖျားချင်ကောင်းချီးပေးပါစီဆွတ်ဒေါင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော့တန်ရှင်းသောဝိညာဉ်တော်သုံးပါးစုဖျားထံတော်ပါမကောင်းချီးဖျားပြသည်သင်တော်အားလုံးပေါ်တို့၎င်းမြန်မာပြည်နဲ့ကဘာကြီးပေါ်တို့၎င်းမိုးနေကြောက်တဲ့မိုးနေရှင်များမင်္ဂလာထက်ပါလေကြောက်တော်သူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်တော်၎င်းကရတာကြီးဆရာမိုးသာ၍ចាំမှခြင်းနဲ့ပိုက်ရသလိုចាំမှခြင်းလိုအပ်တော်သူအလုံးပေါ်မှာចាំမှခြင်းနဲ့တကွာ ကျွဲဝဆုံနေတဲ့ကောင်းကြီးတို့သည်ကြည့်ရှုတဲ့ online ပရိသတ်နဲ့မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစကာလဆင်မြတ်တက်ရောက်ပြီးရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေငြိမ်သက်ချမ်းရှိပါစေကျေးဇူးပြန်လည်တွေ့ဆုံကြပါစို့